ဂရဏရေဘယ်ဘွားကလာကြတယ်လဲလို့မေးလို့ရှိရင်ဖြင့်မသိပါဘူးခင်ဗျာလို့တပွဲလုံးရှိကြဘယ်ဘွားကလာကြတယ်လို့မသိပါဘူးဩမသိတဲ့ခြေကလာကြတယ်ဒါကတော့ဘယ်ကလာပါလဲခက်လိုက်တဲ့ဖြစ်ချင်းကိုလာတယ်လားကိုလာတဲ့နေရာလဲကိုမသိဘူးဆိုတဲ့အိဗယ်ကလည်း

ကမွန်ပဲလာလို့ဘယ်သွားမှမသိဘူးလေဘယ်နှဖြစ်နေကြတာမသိလို့ပဲဘယ်ကလာလို့ဘယ်သွားမှမသိဘူးဆိုတော့မောင်ကိုတို့လူစုတော်ခန့်နေပြီကွာဘယ်ကလာတော့မင်းတော့မသိပါဘူးခင်ဗျာဘယ်သွားရမှာတုန်းအမလည်းမသိတယ်ရယ်ပေါ်လာကြည့်လားဥက္ကမောင်ဘာမသိတယ်ကပေါ်ပေါက်နေပြီ ဓာတိဘဝရင်္ဂလို့ဆိုလို့ရှိရင်ဖြင့်နောက်နောက်တုံးဘဝတွေကလည်းမသိရကလာပြီးမသိရကြီးသွားနေရတာပဲဆိုတဲ့အိဗယ်ရှင်းလင်းပြီးဒီကလာနေတော့တယ်အဲ့တော့ဒီကရမလို့တကံဘုန်းကြီးကပဲဆက်မေးပြန်တယ်တဲ့ဓမ္မဒီဓမ္မဗရမလာတဲ့တကံတယ်မာလေးကုမာရီတို့ဝတ္ထုကိုထောက်လိုက်လို့ရှိရင်လည်းသိတာပါတယ်သိရမှာဒီကရမတွေမသိဘူးလားလို့မေးလို့ရှိရင်ဘယ်နှဖြစ်ကြမသိဘူးပါဗျာ တရားမှာတော့လည်းအသိတာဟောတရားမှာလည်းအသိတာသိတာတစ်ချက်ကတည်းလည်းရှိတာပဲဘယ်ကလမ်းမှန်းလည်းမသိဘယ်သွားမှန်းလည်းမသိတရားမှာသိရလားဆိုတော့သိပါတယ်ဘုရားဆိုတော့သိတာကလည်းအမှန်သားပဲခဏကြီးရတဲ့တရားမယ်ဆိုတော့သိနေကြတယ်နော်သိပြန်သိညာတော့လေတဲ့မသိတာလေးတစ်ချက်ကရှိနေပြန်သိတယ်သေးကမသိတာလေးတစ်ချက်က ကဝါတော်ကောင်းကိုရောခမောင်တို့ရှိနေသေးတယ်သိရမှာချိန်ကာလသိကြရလားလို့မေးပြန်တော့ဩဒါဖြင့်ဒကာဓမ္မတဲ့အချိန်လာမသိတာသိရမှာတော့သိတယ်ဆိုတဲ့ရှင်းနေဒါဖြင့်ဒကာဓမ္မတို့ပြန်မေးပါဦးအပေကလာကြသရုပ်ဘယ်သွားကြမှာလဲသိရမှာတော့သိရလားအချိန်တော့သိကြရလားဒကာဓမ္မတွေဒီလို محسو روکا لو محسو یار ဘယ်သွားရမယ်ဆိုတော့ဒီပြည့်တဲ့အလုပ်ကတော့လုပ်ရင်ရသေးတယ်ဆိုတော့အင်းဒီနည်းလေးတလန်းတနည်းပုံဖုံရှိသေးတဲ့အတွက်ကောင်းကောင်းလေးတော့တယ်ဆိုတဲ့အဓိပ္ပာယ်လေးရသေးနော်အဲ့ဒါလေးလို့လုပ်ကြလိမ့်မယ်ဒကာဓမ္မတို့ဘယ်လိုလုပ်အောင်မာတော့မဲတဲ့အခါကျတော့လာတာမသိလို့ရှင်သွားရသိဖို့အလုပ်ကလေးတစ်ခုတော့ကျွတ်တော့လုပ်ထားရမယ် သွားရသည့်ကိုအလုပ်ကလေးတစ်ခုတော့ဘာပါလိုက်လုပ်ထားရမယ်လို့ဆိုတဲ့ဥစ္စာတရားတော်မှတို့အလွန်ရန်ကိုပဲအရေးကြီးပါတယ်ဆိုတာမှတ်ထားရစမ်းပါဦးတေတော့မယ်ဆိုတော့စာလုံးသုံးရင်ကံကမ္မမေဂရိမေသုံးပါးတဘာဝထင်ရတယ်လို့ဆိုတော့စိတ်ဓာတ်သူကျွဲတော့ကြတော့စိတ်ဓာတ်သူကျွဲတော့ကြတဲ့အခါကျတော့ရှင်ဖြင့်တဲ့တရားဓမ္မတို့သူတို့ဒီကားတော့ရှင်ကိုခိုင်းအောင်တဲ့ ဝိပဿနာပညာမဲ့ပညာတွေအလုပ်ကိုလုပ်ထားလိုက်တဲ့အတွက်ဒီကသစ်ပင်ဆောင်ကအမျိုးမျိုးအဆောင်နဲ့နှက်တွေကစိတ်ဓာတ်သူရွယ်တင်သေးတော့မှာပဲသီလတော့စေတောပဏိဝိသုဒ္ဓတာဆိုတဲ့အတိုင်းမင်းတွေကလည်းရှင်သီလလည်းပြည့်စုံတယ်စိတ်တောင့်တတိုင်းတောင့်တတိုင်းပြည့်စုံနိုင်ပါတယ်ဒါကြောင့်မင်းတွေကလည်းစัจจရေမင်းယူပါစัจจရေမင်းယူပါလို့ဆိုတော့စိတ်ဓာတ်သူရွယ်က ဝါရေတံပိအနိစ္စံပြောလိုက်တံပိဆိုစကြဝဠာမင်းမင်းစိတ်ရင်ဒီလေးအကယ်ရအောင်ယူရင်ရပါတယ်တံပိထူရလက်တံဖြစ်တဲ့စကြဝဠာမင်းစိတ်ရင်ဒီလေးအနိစ္စံအနိစ္စပဲတံပိထူစကြဝဠာမင်းစိတ်ရင်ဒီလေးဒုက္ခဒုက္ခပဲလို့တိုင်းပါဠိတော်များလာထားတော့တံပိထူစကြဝဠာမင်းစိတ်ရင်ဒီလေးနတ္တနတ္တပဲ ဘာဟာယတန်တော်တရားကိုဘာဟာယပယ်ခမိတ်တန်းသွားမယ်ဆိုတော့ဒါရင်ငါပယ်သွားမယ်လို့ဆိုတော့သူတိမတ်ကိစ္စလာပြောနေကြတာဒါရင်ပယ်ပြီးကျုပ်သွားမယ်လို့ပြောတော့သူတရားမှသိတယ်သွားရမယ်ကိစ္စသူသိဒကာဓမ္မတို့ဘာသိပါလဲဩဒါဖြင့်ဘုန်းကြီးတို့ဒကာဓမ္မတွေလည်းဩဒီနည်းရှိတာပဲလို့သိချက်မှအောင်မြင်ကြမယ်နည်းရှိတယ်နော် ရှိတယ်တဲ့ဘုန်းကမေးလိုက်တော့ဒကာရမတွေပဲကလာကြတဲ့တုံးဆိုတော့ဘယ်နဲ့လဲမသိပါဘူးခင်ဗျာတဲ့အဲဒီဘဝသုတ္တမနေသေးလုံးလို့ရှင်ဘယ်သွားမှာတော့မေးပြန်တော့လေအဲ့ဒါဒကာရမတွေသိတဲ့နေလုံးထားလို့မသိပါဘူးခင်ဗျာလို့ဆိုတဲ့အိဗေရဘာလုံးထားလို့ဗာလိုက်သိတဲ့နေလုံးမထားတဲ့အတွက်တဲ့ مجھا دے لال می نک သိပြီကာလဒကာရမတို့ဘယ်သွားရမှာလို့ဆိုတော့မသိဘူးလို့ဒကာရမတွေကတရားတော်လုံးမသုံးလိုက်ပါလေအဲ့ဒါသိအောင်လုပ်လို့ရှင်းရင်လည်းသိပါလေရှင်းမလားသိအောင်လုပ်တဲ့ပုဂ္ဂိုလ်များဒေဂန်ကြီးကြတော့ဟိုဓမ္မဗုဒ္ဓမှာလာတဲ့ဥပဒကာကြီးတွေများထောက်ကြည့်တဲ့အခါကျတော့ဒုတိယနာပြေကယထာကလာဆိုင်နေတယ်အာဝိနာကလာဆိုင်နေတယ် ယထာရိကဆိုင်နေတယ်ယထာရိကကျုပ်ထားလိုက်ပါသူထားလိုက်ပါနဲ့ဒေဂဏီမြားဥက္ကမမခေါ်ကြဘူးလားဗျာဟုတ်ပါဘူးဟေးရက်ကြပါမရက်ကြပါအောင်အောက်ကနေမအော်ရဘူးလားဟုတ်ပါဘူးအဲ့ဒီအော်ရတဲ့နေရာဌာနသာသမီတွေကတော့မအထင်းလွဲလို့အဖေကြောင်ကြမ်းမပြောပါနဲ့လို့တောင်းတောင်းမှန်ကြသေးရင်ဟာငါကြောင်ကြမ်းပြောတာမဟုတ်ဘူးယထာရိကသူထားလိုက်ပါငါထားလိုက်ပါဆိုတော့သာသူသွားရမယ်လမ်းသိနေတာကိုဗျာဟုတ်ပါဘူးအဲသူတွေသွားမယ်လမ်းလည်းသိတယ် ဘုရင်ကစိတ်တသူကျွဲတို့ကြာကြလဲနိဗ္ဗာန်သွားမယ်လားဒီအိဋ္ဌာတွေမလို့ရှင်ပါဘူးနိဗ္ဗာန်နိဗ္ဗာန်သာလိုချင်ပါတယ်နိဗ္ဗာန်နိဗ္ဗာန်ရှိတာသွားပါမယ်ဆိုတာလဲသင်္ချာပိဋကလာနေတော့ဩသူဒီဘယ်ကလာခဲ့တာတော့မသိညာတော့လဲဘယ်သွားရမယ်ဆိုတာတော့သိအောင်တရားဓမ္မတို့လှုပ်ထားဖို့သင်ပါတယ်ဝါရမယ်ခရီးကိုလှုပ်ထားဖို့တော့ဖြစ်မလျှော့ကြနဲ့နော်ကိုလှုပ်ရင်ကိုရတာပဲကိုလှုပ်ရင် لو والی میں لو والی میں ဒါတွေကိုဒါနလည်းတုံ့ပြန်ကြရမလို့ဖြစ်သီလလည်းအင်းမြဲအောင်မလို့ဖြစ်ဥပဒနာလုံးကြီးကြကံတော့ချိန်ယူဝေးပြီးဒီကလာနေတာဒီဒီကရမတို့သိရမှာကအချိန်သိကြရလားသိပါဘူးဗျာသိရမှာတော့သိတယ်နော်အချိန်ကြတော့သိပါဘူးဩော်ဒါပြန်သိရမှာသိပြီအချိန်မသိတာနဲ့ဒါနလည်းရဲရဲမလို့သီလလည်းဆုံးပြောင်မဆောက် ဝိပဿနာလုပ်တယ်ကိုလည်းတွင်းကျဲကျဲမလုပ်ဖင်းနေတာဒကာဓမ္မတွေကိုမှားမှုကြီးမှားပြစ်ကြီးကြီးတယ်လို့ဆိုကြပါလို့မှန်ပါဘူးဥက္ကမောင်ဘာပြစ်ကြီးပါလဲမှားပြစ်ကြီးကြီးတယ်တရားမှားတော့မသိဘူးလားသိသလားဘာအချိန်လေးကြာပြန်တော့အဲအချိန်လေးမသိတယ်ဖြင့်စင်ကြီးလဲပြီးကာလသာယသမီးရှိခွားရင်းနဲ့အချိန်ကြီးကုန်ခံပြီးတဲ့ကာလဒါနရေရမစွန့် သီလမြန်မြန်ရေးမဆောက်တည်နိုင်ပဲနဲ့သမထဥပဒနာတွေကိုဆိုတာကိုလည်းဒကာဓမ္မတွေကရှောင်ပယ်ရှောင်ပယ်လုပ်နေတာ။ဩဒီအချိန်လေးမသိတာနဲ့ဒကာဓမ္မတွေဒီကားလို့ရှင်ရှင်မိုက်နေတာပဲမလိမ္မာမှုတွေပိုးနေတာပဲလို့ဆိုလို့ရှိရင်မလွဲပါဘူး။မလွဲပါဘူး။ဒါကြောင့်ခမည်းတော်တရားအထုတ်လို့တွင်ငင်ကြဲကြဲဖြစ်ပြီးဒီကာလသွားရလမ်းကြီးအတိကြီးသိခြင်းရလို့ရှိရင်ဖြင့် ဒီမရဏနှုတ်ကြိကလေးလည်းမှတ်ထားပါဆိုတာကိုလည်းမှတ်ရတယ်နော်။ငါဒီမုတ်ချသေးရမည်အချိန်ပိုင်းသာလိုတော့သည်ဆိုတာလေအမြဲနှုတ်ခွင့်ရမယ်။ငါဒီမုတ်ချသေးရမည်အချိန်ပိုင်းသာလိုတော့သည်။ငါဒီမုတ်ချသေးရမည်အချိန်ပိုင်းသာလိုတော့သည်။သဘောကျ။မုတ်ချတာသေးမှန်းမဟုတ်လား။အချိန်တော့ပဲလိုတော့တယ်မဟုတ်လား။အဲဒီကဓမ္မတွေဒီကားလို့ရှင်လူငယ်လေးတွေမှလည်းဘာသာလိုတော့ သေးတော့ဒီမှာပဲချိန်ပိုင်းလေးကြံတော့လူကြီးတွေမှာရောအဲဒီချိန်ပိုင်းအတွက်မှာချက်တော့ဒီကားလို့ဆိုလို့ရှိရင်မနေ့ကပြောသလိုပုဂ္ဂံသွားရင်ပြေးသွားပုဂ္ဂံလွတ်တဲ့နေရာဌာနဒီဘဝသာရောက်ခံမယ်နောက်မရောက်အောင်ကြိုးစားမယ်ဆိုတာဒီတုတ်တန်သွားရင်ကြိုးစားမယ်ဆိုတာကိုလည်းမနေ့ကပြောခဲ့ပါတယ်ဒါကြောင့်တရားဓမ္မတို့ငါဒီမုတ်ချက်ပေးရမည်ချိန်ပိုင်းသာလို့တော့ဒီဆိုတာကိုယ့်ကိုယ်ကိုနှလုံးသွင်းကိုပြောပါတယ်

ခန္ဓာကိုယ်နဲ့ဖွင့်ဆက်ကြရမှာကြီးပါပဲသင်္မင်းနဲ့တွင်ကောင်းစင်အကြရမှာကြီးပါပဲဆိုတာသိကြကြအဲ့ဒါကြောင့်ဒီထဲမှာအခုပြောတဲ့၆မျိုးတဲ့ဖြင့်မများတော့ပါဘူးငယ်တဲ့ပုဂ္ဂိုလ်လည်းပါပါတယ်ကြီးတဲ့ပုဂ္ဂိုလ်ကောမိုက်တဲ့ပုဂ္ဂိုလ်လည်းမိမ့်မားတဲ့ပုဂ္ဂိုလ်ကောဒီဒီပါကြတဲ့ပုဂ္ဂိုလ်ကောဒီဒီကြော်ရတဲ့ပုဂ္ဂိုလ်ကောဒါပဲပါပါဒီ၆မျိုးကနောက်ဆုံးပဲသင်္မင်းကောင်းစင်အကြမှာကြီးပဲသင်္မင်းကို အဲ့ဒါကြောင့်သင်္မင်းကြီးကောင်းစင်အားရတဲ့ဘုရားတွေကများဆုံးလို့ဒကာဓမ္မတို့တော်ပြီတံမီးသင်္မင်းသဘောဝဘဖြစ်ဖြင့်စွတ်တော့အလုတ်ပဲရှောင်းသွားတော့မယ်ဆိုပြီးဒီကာလဒကာဓမ္မတို့သေသည်ချမ်းမြေနဲ့စိတ်ဓာတ်သူကျွယ်တော့လို့အဲလောကရှိစိတ်လေအကုန်ဒိဋ္ဌာကြီးပဲနိဗ္ဗာန်ကရင်ကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရအောင်ဒီခါရဲကိုသွားရမယ်လမ်းကိုသိထားရအောင်ဘုန်းကြီးတို့ဒကာဓမ္မတွေ ဒါနဲ့ဒီလားသမထဥပဒနာတွေအကုန်ကြိုးစားရတော့မယ်ဆိုတဲ့ဥစ္စာယနေ့ဟောပါတယ်ရှင်းပြီနော်ကဲဒါကတရားဓမ္မတွေကိုတရားတော့နားလိုက်ကြတာကိုခွန်ကြီးကလည်းတရားဟောနေတာပဲပြတရားမီချိန်မင်းသာလူတော့ဒီဆိုတာလေးကိုနှလုံးသွင်းကြပါနှလုံးသွင်းလိုက်တဲ့အခါကျတော့ခွန်ကကာယလာရဂရီသိတဲ့အလုပ်ကိုနိဗ္ဗာန်အရဟတဂရီလို့ဒီနေ့ကလည်းပြောခဲ့တယ်နော် နိဗ္ဗာန်တရားနာပုဂ္ဂိုလ်တွေလာရဂရိဆိုတာလည်းပြောခဲ့တယ်။အဲတော့ဂရိမြဲအောင်ဒကာဓမ္မတို့နိဗ္ဗာန်မရသေးဓမ္မအဲဒုက္ကဋိရအောင်သူတိကနေပြီးကြလားအောက်ပြန်မလဲပဲနဲ့နိဗ္ဗာန်ကူအောင်မလုပ်ဖို့ကျင့်ဒီကံဒီမှာသွားရလံခီယထာတွေကခေါ်သလိုနိဗ္ဗာန်အာယုန်ပြုနိုင်သလိုဒကာဓမ္မတို့ဒီတဲ့ကျူးစားရမှာပဲ။ဒါဖြင့်အချိန်ပိုင်းတွင်ကျူးစားရမှာ ခင်ဗျားတို့ဘာပဲလို့တော့ဘာဒီမုတ်ချသေးရမည်ချိန်မင်းသာလို့တော့သည်ဒါပေမဲ့ဒီချိန်မင်းလည်းအတွင်းပါပဲဒကာဒမတို့ဘာလို့ရမှာလဲကြိုးစားရမယ်ဥက္ကမောင်ရေလာရသိဖို့ကြိုးစားရမယ်ဘယ်ချိန်ကြိုးစားရမှာပဲဒီချိန်မင်းလည်းအတွင်းမှာဒါပြန်ဘုန်းကြီးပြောနေကြစကားတိုင်းဒကာဒမတွေသုံးရလို့ရှင်းမြတ်အသေးကမဥပဲနဲ့ညံငါဥအောင်လုပ်လိုက်ပါအသေးကမဥပဲနဲ့ နာကိုကြီးအသေးပဲကြီးတခါတည်းကိုင်းနေပါလေညာကတခါတည်းတခါတည်းမှတွေကအင်းကိုင်းတာမင်းကိုင်းတာတော့ကိုင်းတာပေါ့ကွာတခါပဲကိုင်းခံမကွာနောက်တော့ပြင်းဒီမင်းခွန်ဆက်တယ်လို့မလုပ်တော့ပါဘူးဆိုတော့မတရားမှန်ပြီးနိဗ္ဗာန်ကိုတခါတည်းမှတွေတခါတည်းမရောက်ရောက်ကျူးစားတော့မယ်ဆိုတာသဘောပါမတရားမှန်ပြီးနိဗ္ဗာန်ဆိုတာရှားမှုပေါ့အထုတ်လိုက်တဲ့ခါကြလို့ရှိရင် နိဗ္ဗာန်မြင်တဲ့အမြင်ရပြီးတဲ့ပုဂ္ဂိုလ်ကြလို့ရှိရင်ဖြင့်သောတာပန်မြင်ဖြစ်ဖြစ်အဲဗေလေးပါသမိတ်တွေကမထင်လားလို့သူဥဒိနမိတ်တွေသာထင်လားပြီးဥက္ကမောင်ရေသွားရလန်းခီသိပါလေသဘောကြကြအရာကနာကန်ရန်တာတို့ပါလေထို့သူပဲကိုသွားရကိုသိရပါလေဆိုတဲ့အိဗယ်ရှင်းကြပါလားဒါဖြင့်ဘယ်ကလာကြတော့မသိပါဘူးဘယ်သွားကြမှာတော့မင်းအဲ့ဒါသိအောင်လို့ရှင်းကြလား အဲ့ဒါကြောင့်တရားလုံးကတို့ခမည်းတို့ဘုန်းကြီးတို့အားလုံးတရားနာကြတဲ့သံဃာတော်တွေရောတရားဓမ္မတွေရောဘုန်းကြီးတို့ရောအချိန်ပိုင်းမဲ့လို့ကြပါတော့တယ်ဘာလို့ကြတော့အချိန်ပိုင်းမဲ့ဘုန်းကြီးတို့တရားဓမ္မတွေလို့ကြတော့အိမ်မှာလဲဒီဦးနဲ့ဒီဦးနဲ့စကားများကြတော့နော်ကရောက်ကြဲဖြစ်ကြတော့မယ်ဆိုလို့ရှိရင်အိုးအချိန်ပိုင်းနဲ့လို့တဲ့သေကံကြီးကဒီပြောမျိုးပြောရသလားလို့ကိုယ့်ကိုယ်ကိုလည်းဆုံးမှာပါမှန်ပါပါ ချိန်မှန်းလို့တဲ့ဒေကံကြီးတွေမဟုတ်လားဗျာအဲ့ဒါတရားနဲ့တရားဉာဏ်မဉာဏ်မဖြစ်စေသာသမိဖြစ်စေမိန်းကနဲ့ဖြစ်စေစဉ်းစဉ်ညာကနဲ့ဖြစ်စေမိတ်တင်ကနဲ့ဖြစ်စေကျန်းကျန်းလာလာပြောမယ်ဆိုမယ်လို့ကြည့်လိုက်လို့ရှိရင်ခொနဲ့ဟာတယ်ငါဒီငုတ်ချတရားမီးချိန်မှန်းတာလို့ရသည်အချိန်မှန်းလို့တဲ့ဆိုတာဒေကံကြီးပြောတာအချိန်မှန်းလို့တဲ့ဆိုတာဘာပါလိမ့်ဟုတ်တယ်ဒေကံကြီးကဓမ္မတို့ကျတဲ့ခင်ဗျားတို့ဒီကားလို့ဆက်လက်ရှင်းဖြင့်လောဘဒေါသမောဟသိမ့်ပြီးဒီကာလ သွားရလန်ခီပြိဝေရအလုတ်တာရေးကြီးလုတ်ပါတော့မှန်ပါပါအခုတရားဓမ္မတွေကခွန်ကြီးဆုံးမဇန္နာကရှေ့ပိုင်းမှာနော်ဒေဂံကြီးတွေကဒေဂံဝေးငဲ့နေတာခက်တယ်ဘာခက်နေပါလဲဒေဂံကြီးကဒေဂံဝေးငဲ့နေတာခက်တယ်ဥက္ကမဘာခက်နေအသက်ဆိုင်နေရလို့ရှင်ဥက္ကမငယ်ဥက္ကမငယ်သားနဲ့ဆက်လက်ရှင်ပြဥက္ကမငယ်ဒေဂံကြီး သားကမင်းမကြမှုကမင်းကြီးတွေဆိုတော့ကောင်းလို့မလုံနိုင်ပါလိမ့်မယ်။မကိုယ်တော့မလုံနိုင်ပါလိမ့်မယ်။ဒုနေကြကြမလုံပါလိမ့်တကဝါတော့မလုံပါလိမ့်မလို့မေးလိုက်တဲ့အခါကျဟောဒီလက်ညှိုးထိုးပြတာကတေကံဝေးထိုးပြတယ်။ဘာထိုးပြလဲ။အမလေးဒါဖြင့်တရားဓမ္မတို့တေကံဝေးကတေကံဝေးဆိုတဲ့ဥစ္စာအသက်တိုင်းနေသူကဝေးပါလေ။အသက်တိုင်းနေရင်ပေါ့ဗျာ။ အဲ့ဒါဒေကံဒီတွေကပြန်ငဲ့ပြီးဒီကံလာနေတာဒီဒါအမိုက်တစ်မျိုးပူတာပဲလို့ဆိုလို့ရှိရင်မလွဲပါဘူးဘယ်လိုဆိုကြပါမလဲအမိုက်တစ်မျိုးပူနေတယ်ဒကာဓမ္မတွေဆိုလိုက်ရောမနာပါနဲ့မနာပါနဲ့နော်ဘာကြောင့်လဲဆိုတော့ကိုကအသက်တိုင်းနေတော့ဒေကံကကြီးတယ်ဒေကံကကြီးဒေကံကနီးတယ်ဆိုတော့ယုံမတန်ရရှိကြလို့သေးလားလို့ပါပါ သားငယ်သမီးငယ်မြင်းငယ်တွေကတော့အစဉ်တိုင်းသာကျွတ်တိုင်းသာနေသွားရမယ်ဆိုရင်သူတို့ကတေကံကိုးကြသည်အခုဒီကရမတွေသူကိုယ့်အလုံးမလုံးနိုင်တာတေကံနည်းတွေကကိုယ့်အလုံးမလုံးနိုင်တာတေကံဝေးနဲ့နေလို့မှန်ပါဘူးဥက္ကမောင်ဘယ်နဲ့ဆိုပါကြားလို့မကောင်းနိုင်ကြရှိကြရလားကိုကမရှင်းရင်တော့မပြောတတ်ဘူးပေါ့ဗျာရှင်းမယ်ဆိုလို့ရှင်ဟိုးတေကံကြီးကတေကံဝဲတွေငဲ့နေလို့ ဒီကံဤလို့မလို့ဘူးအသေးလွတ်တဲ့လောက်ကိုမလို့ဘူးဟေးဆိုတဲ့ဥစ္စာဥဝါတို့မောင်ကိုတို့အတော်လွဲပါလားလွဲဘူးလားဒါကြောင့်ဘုန်းကြီးအောင်မှပြောရဘုန်းကြီးတို့တရားဓမ္မတွေဥမှပြောရကိုယ်ကတော့ရှင်မရဏရေတွေနစ်လို့မရဏဆိုတဲ့ရေတွေနစ်လို့ပဇာနာရောက်နေပြီကလေးသူငယ်ကိုငွေထားတဲ့ကလေးသူငယ်လူငယ်သူတန်းတော်ငယ်တွေကကုန်းပေါ်ကနေကိုယ်ကရေထဲမှာနစ်နေလို့ပဇာနာတော်ရေဝင်တော့မယ် မဇ္ဈိယဝင်တေကံမနေသေးဘူးလားမနေပါဘူးဒီမှာခင်ဗျားတို့နေခဲ့ရတာကြာတော့မရဏရေတွေကသွားမို့သွားမို့လားတော့တနေ့တဲ့တနေ့မရဏရေတွေကြောင့်တေကံကြီးဖြစ်လို့ပဇာနာရောက်ပြီးယေဝင်လို့ပါပြီမနေပါဘူးဒီကမှာဝင်လို့ပဲဘူးလားမနေပါဘူးအဲ့ဒီယေနဲ့နေတဲ့ပဇာနာရောက်နေတဲ့ပုဂ္ဂိုလ်ကဘုံဘွာလူတွေအတွက်စိတ်မချလို့ဘုံဘွာလူတွေစိတ်မချလို့ကျုပ်ပြန်ခဲကြီးခဲ့ဖို့လို့ဘုံဘွာလူတွေများတိုင်ပြီးတဲ့ကာလ အတန်ကုန်ဟိပိစကာလာအော်ပြောနေကြမှာဆိုရေထဲကလူအယူဖြစ်လိမ့်မယ်ကိုယ်အသေးလွတ်တော့ကိုရှာရာမဟုတ်ဘဲနဲ့ဘုံတော်ကတေကံဝေးတွေအတွက်ကြည့်ပြီးဒီကာလသူစကားပြောနေတယ်ဆိုတဲ့ဥက္ကမရေထဲကလူအယူဘယ်နဲ့ဆိုကြပါရေထဲကလူကဓမ္မတွေဘယ်နဲ့ဆိုကြပါကိုယ်ရေကိုလော့အောင်ရုပ်ွက်ရတာအယူကြည့်ဘူးလားဘုံတော်မှာလော့နေတဲ့ကလေးတွေကအမတန်မှ သူတို့မှာချမ်းသာကြမ်းမာပြီးဒီကာလကုန်းပေါ်မှာသူတို့သွားလို့ရသောလာလကရန်ကိုရေနဲ့နေလို့ပဇာတဲ့တံရေဝန်းမှုပါပြီဒါကြောင့်ကုန်းပေါ်ဝါလူတို့တော့အော်တော့ဟဲ့တုံဆွေးရင်လုံးကြောင့်ရတော့ဗျာဝါရတွေဖြစ်တုံဆိုလို့ရှိရင်ဩသေကံဝဲတွေအတွက်သေကံကြီးကဗျာများနေလိုက်တာလို့ဆိုလိုက်ညီလိုက်လို့ရှိရင်တကားဝါတို့ဥက္ကမောင်းတို့မောင်းကိုတို့နာကြံမလို့ပါဘူးမလို့ပါဘူးကိုမိုက်တာပေါ်လားမှန်ပါဘူးဘောရဘူးလားမှန်ပါဘူးအင်းသေကံဝဲကဘာငဲ့ ံကြီးကဒေကံဝိနဲ့ဒေကံဝိဒေကံကြီးကဘာငဲ့သူကယင်းနဲ့လေယေရန်ပဇာတဲ့ဝင်နေနေပြီနော်ဘုံဘွားကလေးတွေအတွက်သူဒီကားလို့ဆိုရင်စိတ်နေတယ်ကြောက်ရနေတယ်သူတို့အတွက်ကြုံမစိတ်မချဘူးလို့များပြောနေမယ်ဆိုရင်ဥက္ကမောင်ရေဥပရေနဲ့ပဲကျုံတော့ယေရဲရလူဟာအင်းမိုက်တဲ့ပုံအယူကိုသေးတယ်မိုက်တဲ့ပုံမှာအယူကိုသေးတယ်လို့စွဲချက်တင်ရပါစို့ဆိုရဲမဆိုရဲမဆိုရဲ ုံးမဲ့ကုန်းမှာမယ်ခင်ဗျားတို့တဏှာကခင်ဗျားတို့ဝင်နေမှာရှင်းနေဖြစ်နေရှိတဏှာကခင်ဗျားတို့ဝင်နေမှာရှင်းနေလိုက်နေမင်းမွေးထားတာမင်းမပြုတ်ဘယ်လိုပြုတ်မလဲအမတဏှာကတဏှာကမင်းမွေးထားတာမင်းမပြုတ်ဘယ်လိုပြုတ်မတော့မင်းတည်တောင်ထားတာလည်းမဟုတ်ဘူးလားမင်းကပေးသွားလို့ရှင်ဒါတွေဝစီစီလိုက်တယ်ကိုရှင်ငရမ်းဖြစ်ပြီဘူးလားအမတဏှာဝင်ဟုံးဘုန်းကြီးကလာကူတေကံဝေကတေကံကြီးတွေတေကံကြီးတွေအတွက် ဒေကနေ့ကဒေကဝိသေဆိုကူးနေတယ်လို့ဘုန်းကြီးပြောတာကတရားကပန်းနေတာအိမ်ရလာတဲ့ခါကျတော့ခင်ဗျားတို့ကဘုန်းကြီးပြောတယ်လားဟုတ်ပါရဲ့ငါငါလည်းစဉ်းစားရအောင်မယ်မှန်ပါဘူးလားအဲဒါဘုရားဝင်တရားဟောမယ်ခင်ဗျာအဲဒါပြန်ဘုန်းကြီးရတာဒီလာတဲ့ခါမှာတဏှာကြီးပြောနေတာတဏှာကတော့အိမ်ကောင်းသူကြီးဖြစ်နေတော့ခင်ဗျားတို့ဟိုဘက်ပါမှာပါပဲဘုန်းကြီးအရှုပ်ပြရအောင်ရပါလေအတော်ဆိုးနေပါလားဒီအာရမတို့အဲ့ဒါ အိမ်ကြတော့ငါလိမ့်မှားလားငါမိုက်တာလားဆိုတာဥက္ကမောင်ကြီးနှစ်ခုပေါ်လက်တင်စဉ်းစားကြတယ်မှန်ပါပါဒီကလေးတွေနဲ့ရှေ့စားဖို့တောက်ဖို့နဲ့ဒီငွေရှာမှုရင်းနဲ့ဒီရောင်းဝယ်ကြီးပြတ်မှုနဲ့ဖြင့်ငါဖြင့်အိတ်တောင်မြေဟုကွာခဲ့တာဆိုတော့ဟောဒေဂန်ကြီးကဘာသာန်ထွက်လာဒေဂန်ကြီးကယူရန်ထွက်လာပြန်ပြီမင်းနဲ့ဆိုကြမဟာဒေဂန်လည်းနေသေးတယ်ဆိုတော့ယူရန်နဲ့ထွက်သေးတယ်ဆိုတော့ယူမသာချဝယ်ရာဖြင့်တော့နေနေပြီ ဘာမသာတွေဖြစ်ကုန်ကောင်းပါဘူးဗျာခင်ဗျာဆိုမသာဆိုရလဲအတုပဒီတဲကလည်းအတုပပမာယူဝထနေပြန်တော့အယူမသာဖြင့်ဥက္ကမောင်းကောင်းလေအယူလည်းဖြစ်ပြန်မသာလည်းဒေဂန်နည်းဆိုတော့ဒေတော့မသာဖြစ်ရမှာဗျာအဲ့တော့အယူမသာဆိုတော့လူပို့ရမှာကောင်းနိုင်ရရှိရလားဥက္ကမောင်းယူမသာများခင်ဗျာပို့ကျင်သေးရလားဟုတ်ကဲ့လား ရကြစင်္ဂါကြစံမရကရမရယုမကံနဲ့အကောင်းမသားကဘယ်ကများတော့ဓမ္မပို့ရင်မူတဲ့အကုဏ္ဏရဲ့သူပို့ကြတဲ့မသားတွေဘာမကားတွေပါလဲသဘောပါကြကလားအမတန်ဆိုးရပါလေဆိုတာပေါ်ပြီနော်ခိုင်းဒါဖြင့်ဒကာရမတို့ဒီနေရာကရှင်ပိုင်းကနေပြီးဒီကရဒကာရမတွေဆရာဘုန်းကြီးဟောတာကိုအိမ်ကြလို့ရှင်တဏှာတရားဟောဆရာကဖြတ်လိုက်မယ်ဆိုတာသတိပေးလိုက်

အမှန်တရားကိုအိမ်ကြလို့ရှင်းဖြင့်ဒီကနေပြီးလက်နေရင်တဏှာဘုရားနေအိမ်ကြရှင်းနေဖြစ်လိမ့်မယ်အဲ့ဒါကြက်ကြက်သတိထားကြမှာဖြစ်လိမ့်မနော်အိမ်ရောက်တင်တဲ့ကနေမောတကဘုရားရှင်းကြမြင်သာဘုရားရှင်းကြအမြဲတမ်းရှင်းနေတဲ့ပြင်နေတဲ့ဘုရင်အိမ်နေလားဘုရင်ကောင်းလေးသွားဆန်းလို့ဆန်းလောက်ကုန်ပြီခင်ဗျားတို့မလောက်ကုန်ဘူးလား ကောင်းသောကံလေးကမကောင်းသေးပါဘူးဆိုပြီးဟိုငါသွားဒီငါသွားဟာဘာလုပ်တာတုံးလို့မဲတဲ့ရှင်နဲ့ဟောဒီကလက်နဲ့ရေးလိုက်တာဟိုမှာတနာရှင်နဲ့ဖြဲ့လိုက်တာမလုံးကုန်မသွင်းမိတော့ဘူးကျုပ်ပြန်ထိတ်ခနဲ့ပြာနဲ့သွားတာပဲဥပ္ပံဒီဘက်လက်မတော်ဘူးလားတနာကဒုက္ခတနာဒီကလို့ရှင်ဒုက္ခသက်ရှာပေးလိုက်ထိတ်အောင်ပြာအောင်ပေးတတ်တဲ့အလုပ်ပါဘယ်လိုလုပ်ပါလဲရှင်းအောင်လဲအောင်ချမ်းသာအောင်ပေးတဲ့အလုပ်ကတော့ရှင်ဆရာသမားနဲ့တကွာဖျားတော်မူတဲ့ ပညာစခန်းတွေပေါ့ဗျာအဲ့တော့ပညာစခန်းကအမှန်ပြောညာဆိုတာတဏ္ဍာကန်ကထိတ်အောင်လုပ်တာကိုခင်ဗျားတို့ကသူ့ပဲလိုက်လိုက်သွားတာတဲနာတယ်ဗျာတဏ္ဍာကတော့ဘာလုပ်တာဗာလိထိတ်အောင်လောက်အောင်လုပ်တယ်ညာကတော့ပြင်ရှင်းအောင်နင်းအောင်အဲ့တော့ညာနောက်ကိုလိုက်မှမိမိတို့ချမ်းသာကြမယ်တဏ္ဍာနောက်ကိုလိုက်လို့ရှိရင်ဖြင့်အဲ့တော့အိမ်တက်ကြလေစဉ်းစားရုံနဲ့အိမ်မတက်နိုင်တဲ့ဆရာခွင့်ကြီးကမှန်လိုက်တယ်ညာနဲ့အိမ်မတက်တယ် တဏှာနဲ့အိမ်မတက်နေတယ်ဘုရားမောင်ဘယ်လိုမှာပါလိမ့်ဗျာအဲဒါကြတဲ့မင်္ဂလာသန်းတဲ့စိတ်ကလေးတွေကလည်းပြင်ဖြစ်ပြီးပြက်တာပဲကြွတဲ့စိတ်ကလေးကိုအဲချတဲ့စိတ်ကလေးကိုအဲဒီကလည်းစိတ်ကလေးတွေရှုရင်ရှုရုပ်ကလေးတွေဖောက်ပြမှုတွေရှုရင်ရှုရှုပြီးကအဲ့ဒီကိုညာနဲ့တက်သွားပါဘယ်မှာမပြန်လာသေးဘူးလားခုတည်းတို့တောင်တရားနာပြန်လာရင်တို့ကဘယ်သွားမှမသိဘူးအဲ့ဒါကဲဆုံးပဲလို့လုံးမနေနိုင်ဘူး ရင်းပြီလားခင်ဗျားတို့ကဒါရိမစိတ်ကောင်းတာကြံပန်စိတ်တယ်ဥက္ကမောင်စိတ်ဘူးကလားစိတ်ဘူးပါဘူးစိတ်ဘူးပါဘူး gain ဒါဖြင့်အိမ်တက်ကိုတက်တတ်ကြပါဗလားဒီကပြန်တဲ့ခါကြလေရှင်ဖြင့်သေကံဤတဲ့တက်ကြစမ်းပါသေကံဝဲတဲ့အတွက်ထဲ့ပြီးမစင်းစားပါနဲ့ဘယ်လိုတက်ရမလဲသေကံဤတဲ့တက်ရမလား